ရှင်ဖေရသာသနာတော်ဆောင်နမင်းကြီး၄ပါးကတကယ်ရှိပါသလားဖေရတဲ့ဟုတ်ကဲ့ပါငလျင်ပေးအတွက်ကျွန်တော်မှလူငွေလိုချင်လို့ဆိုပြီးကျွန်တော်လမ်းခေါ်ပါတယ်အဲ့တော့ကျွန်တော်ရောက်လာပါတယ်အမှန်တကယ်ဘယ်လောက်လူမလဲငလျင်ပေးအတွက်ကိုမန္တလေးကလူတွေအတွက်ကိုဘယ်လောက်လူမလဲမှာ သိသိ။ဩတသိန်းလူမှာစူပေါင်းတသိန်းလူမှာရေပေးတော့အမတသိန်းလူသေးတယ်နော်။ဟုတ်ပါရဲ့။အဲ့ဒါဒီလိုမကအများကြီးကြီးမှာဘယ်ကနေခက်ခဲလို့ချီလို့မှာ။ညာလူတဲ့ဝင်နေရတင်ရတော့လေ။ဒါစင်းလူညာလူပါရဲ့။ဘုရားဆိုင်လေးကိုညာဆိုင်သုံးနေရတော့လေ။အဲ့ဒါကြောင့်အဲ့ဒါညာလူကျင်းဆက်ရှိတာ။တော့ဘယ်လိုလဲ။စီကြံတော်မကောင်းတာဘူးလို့ ။အော်မဟဲ့တသိန်း70ပါစံမနေပါဘူး။တအားပုံမှန်လို့ရအောင်။မနေလှူရမှာလေ။မသိရအစူတူရဟောတယ်နော်လုံးဘူးလေခုလုံးဘူးကလည်းတင်တူဒီကနေအစူတူအဲ့ဒါတူပြရမယ်စီယူတူကေဆူဂျူဆာဘဲတင်လာလာစူပါလို့ဆိုတော့တဲ့ဒါကလုံးဘူးအဲ့ဒါခုလုံးပြေးသူကျွန်တော်တို့ဒီကနေ့အဲ့ဒီပြပါတယ်ဒီကနေ့ကတော့ပြပါတယ် ငါမပြည့်တဲ့စုနဲ့ငွားတိုင်းကလုံးမှရှိရတယ်အားလုံးပြည့်စုံပါစေဒီဒကမာကြီးကရေဘေးတင်တုံးကလည်းပဲရေဘေးတင်ဒုက္ခတွေကိုတသိန်းလှူဘူးပါတယ်အခုလည်းပဲမလီယံဘေးတံတင်နေတဲ့ဒုက္ခတွေကိုတသိန်းထပ်လှူပါတယ်နော်သူလည်းချမ်းသာလို့လှူတာမဟုတ်ပါဘူးသူလည်းသူတစ်ပါးဤထောက်ပံ့မှုနဲ့ယက်တည်နေရတာပါဝေကြီးချမ်းသာတဲ့တထေးတွေအတွက်ငွေတသိန်းဟာမူဖိုးလောက်ပဲရှိပေမဲ့သူ့လိုလူအတွက်ကတော့ငွေတသိန်းဟာအမတန်များပါတယ် ဒါကိုစုံလုပ်ပြီးလှူရတာကိုပဲလေးစားမိပါတယ်နော်အခုလိုမျိုးငလျင်ဘေးဒဏ်တင့်နေတဲ့ဒုက္ခသည်တွေကိုဝိုင်းဝန်းပြီးတော့ထောက်ပံ့လှူဒန်းကြတဲ့ဒကာဒကာမအားလုံးတို့သည်မိမိတို့ကြည်ပွားချမ်းသာသောအခါ၌မိမိတို့ထက်နိုင်ကြသောသူကိုဆွဲခေါ်နိုင်သူဖြစ်ပြီးမိမိတို့ရှုံးနေသောအခါ၌သူတစ်ပါးကိုဒုက္ခမပေးရသောသူများဖြစ်ကြပါစေကိုယ်ဒုက္ခကိုသူတစ်ပါးအားပြောပြ၍အကူအညီတောင်းခံသောသူထက်သူတစ်ပါးဤအစဉ်ရဒုက္ခကိုမျှဝေကူညီပေးနိုင်သောသူများဖြစ်ကြပါစေ။ ူတစ်ပါးစီကအလကားရယူလို့သောစိတ်ထက်ကိုစီကအလကားပေးလို့သောသူများဖြစ်ကြပါစေသူတစ်ပါး၏အပြစ်ကိုရှာကြံအပြစ်ပြောတတ်သောသူထက်သူတော်ကောင်းတို့၏မြင့်မြတ်သောစိတ်ကိုအတုလိုက်ကာပြုပြင်ပေးနိုင်သောသူများဖြစ်ကြပါစေကျေးဇူးကံ၍အတိတရားကင်းမဲ့သောသူ၏အဖြစ်ထက်တိတိအတိတရားဖြင့်လောကအတွက်အသုံးချနိုင်သောသူများဖြစ်ကြပါစေသူတစ်ပါးအပြစ်ကိုမြင်သောအခါ၌အကန့်ကဲ့သို့သူတစ်ပါးအပြစ်ကိုပြောဖြစ်တော်မူအခါ၌အာအကဲ့သို့ သူတစ်ပါးကအကုသို့ဖြစ်စရာလာပြောသောအခါ၌ငါအပင်ကဲ့သို့ကျင့်နိုင်သောသူများဖြစ်ကြပါစေအစုံ၌ကိုယ်အပြစ်ကိုယ်သာရှာကြံ၍နိဗ္ဗာန်ရောက်အောင်ကျင့်ကြံနေထိုင်တတ်သောသူများဖြစ်ကြပါစေလို့ဆုတောင်းပထနာပြုလိုက်ပါれဖုံဖုံတရင်သုံးတဲ့အကြောင်းမြို့အမိလည်းသိကြပါတယ်ဖရာလိုအပ်တာလေးရှိရင်လှူကျင်လို့ပါဖရာတဲ့အခုလိုဥစဉ်ကိုလိုအပ်တာရှိရင်လှူကျင်တယ်လို့ပြောတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်သို့တော့အခုလိုအချိန်မှာဥစဉ်ကိုလှူတာထက် ငလျင်ဘေးဒဏ်တင့်နေတဲ့ဒုက္ခသည်တွေကိုရှုပါအခုလိုပြောရတာဟာဥစဉ်ဟာအရန်ပြည့်စုံနေလို့ပြောတာမဟုတ်ပါဘူးเนาะဥစဉ်လည်းပြည့်စုံနေတဲ့ဖုန်ကြီးမဟုတ်ပါဘူးတောရွာလေးတရွာမှာတရင်တုံးနေတဲ့ဖုန်ကြီးတစ်ပါးပါဒါဆိုရင်ဘာကြောင့်အခုလိုပြောရတာလဲဆိုရင်အတိကနဲ့တမညကိုခွဲခြားပြီးတီးလို့ပြောတာဖြစ်ပါတယ်အခုချိန်မှာတကယ်လိုအပ်နေတာဟာငလျင်ဘေးဒဏ်တင့်နေတဲ့လူတွေအတွက်လိုအပ်နေတာဖြစ်ပါတယ်เนาะဒါကြောင့်ငလျင်ဘေးဒဏ်တင့်နေတဲ့လူတွေကို အဓိကဦးစားပေးပြီးတော့လှူပါလို့ပြောကြံပါတယ်။ကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းအပေါင်းနဲ့ပြည့်စုံပါစေ။ဖျားရှိကိုတာတို့ပတိစိတ်တာတို့ကိုပြုလုပ်မယ်ဆိုရင်ဖျားစင်ရှိတွင် ထိုင်ခြင်းမဟုတ်ပဲအိယာထဲတွင်လဲ၍လမ်းလျှောက်၍ပြုလုပ်လျင်အပြည့်ဖြစ်ပါသလားဖျားတဲ့။ဖျားရှိခိုးတဲ့အလုပ်ကတော့ဖျားကြောင်းဆောင်ရှိမှမဟုတ်ရင်တောင်မှဘယ်နေရာမှာပဲရှိခိုးရှိခိုးထိုင်ပြီးရှိခိုးနိုင်မယ်ဆိုရင်တော့အသင့်တော်ဆုံးပါ။ ပတိစိတ်တယ်ဆိုတာကတော့ဘာဝနာလုပ်ငန်းဖြစ်တဲ့အတွက်မိမိနှစ်သက်တဲ့နေရာမှာမိမိနှစ်သက်တဲ့ဣရိယာပုဖြင့်ပွားများလို့ရပါတယ်။အဲ့ဒီအတွက်လည်းဘာအပြစ်မှမဖြစ်တဲ့အပြင် ကုသိုလ်ရနိုင်စရာအကြောင်းပဲရှိတယ်လို့မှတ်သားထားရပါမယ်။တတိတော်သည်ဗုဒ္ဓဘာသာဝင်ပါဖေယားအရှင်ဖေယားတတိတော်မေးလျှောက်ပါရစေဖေယားကဘာကိုအလင်းဆောင်သူဗုဒ္ဓမြတ်စွာဘုရားကမြန်မာပြည်ကြောက်ရောက်ဖူးပါသလားဖေယားတဲ့ ဖះဟောပါဠိတော်တွေမှာတော့မြတ်စွာဘုရားမြမပြေကြွရောက်တဲ့အကြောင်းမပါပါဘူးမြမတမိုင်းတွေမှာတော့ရှိပါတယ်အထင်ရှားဆုံးကိုပြောရမယ်ဆိုရင် မကွေးမျိုးကမြတ်တလွန်စီတီတမိုင်းကိုကြည်လိုက်ပါဘောတော်ဘောကျော်ဆိုတဲ့ဘီလူညီနောင်နှစ်ဦးရဲ့ထံကိုမြတ်စွာဘုရား ကိုယ်တိုင်ကြွရောက်ပြီးစီတီဌာပနာထားရှိရန်တလွန်တော်ချီးမြှင့်ခဲ့တယ်ဆိုတဲ့အကြောင်းပါပါတယ်ဒါကြောင့်မြတ်စွာဘုရားမြမပြေကိုကြွရောက်တဲ့အကြောင်းဒီမြမတမိုင်းတွေမှာသာရှိတယ်လို့မှတ်သားထားရပါမယ် ရှင်ဖေရသာသနာတော်ဆောင်နမင်းကြီး၄ပါးကတကယ်ရှိပါသလားဖေရတဲ့နမင်းကြီး၄ပါးဆိုတာဇဋ္ဌရထဝိရူပခဝိရူလကဥဝေရဆိုတဲ့နမင်းကြီး၄ပါးကိုပြောတာဖြစ်ပါတယ်ဖြာပုံတိုက်သိစရာတော့အရှင်ဩဘာသာဘိဝန္တရေးတဲ့သူတေသနတယုတ်ပြအဘိဓမ္မာကျမ်းမှာမြင့်မူတောင်းဤအရှိဘတ်ကိုဓဋ္ဌရထနမင်းကြီးစောင့်ပါတယ်အနောက်ရက်ကိုဝိရူပခနမင်းကြီးစောင့်ပါတယ်တောင်ရက်ကို ဝိရူလကနမင်းကြီးစောင့်ပါတယ်။မြောက်အရက်ကိုကုဝေရနမင်းကြီးစောင့်ပါတယ်လို့ရေးသားထားပါတယ်။ဒါကြောင့်နမင်းကြီးလေးပါးဟာတကယ်ရှိနိုင်တယ်လို့ပြောခြင်းပါတယ်။အရှင်ဖေယတပည့်တော်တို့ဂေါရမမြတ်စွာဘုရားသည်တရိစ္ဆန်ဘဝတွင် ခွေးဘဝလည်ခဲ့ပါသလား။ပါခဲ့ရင်တောင်ဘာလို့မဟောပြတာပါလဲဖေယတဲ့။ဟောပြပါတယ်နော်။ဖေယအလောင်းဆိုတာပုထုဇဉ်ပဲလေ။ပုထုဇဉ်ဆိုတာဂတိမမြဲတာကြောင့် တရိษံဘဝကိုလည်းကျင်လည်ခဲ့ဘူးပါတယ်တရိษံဘဝကိုကျင်လည်ခဲ့ဘူးတယ်ဆိုတဲ့နေရာမှာလည်းပဲခွေးဘဝကိုလည်းကျင်လည်ခဲ့ဘူးပါတယ်950နိဗ္ဗတ်တော်ကိုကုရဇတ်တော်မှာရှင်ဘရင်စီးတဲ့လဲဘင်းကတရေဘတ်တွေကိုနန်းတွင်းကခွေးတွေစားတဲ့အခါမှာအမတ်တွေကနန်းပြင်က ခွေးတွေစားပါတယ်ဆိုပြီးဘရင်ကိုလျှောက်ထားတာကြောင့်ဘရင်ကနန်းပြင်ကခွေးတွေကိုတတ်စီဟုအမိန့်ထုတ်ပြန်ပါတယ်အဲ့ဒီအခါမှာခွေးအပေါင်းတို့ဟာ ဖရာအောင်ခွေမင်းထံကပ်ပြီးအခုအညီတောင်းပါတယ်။ဖရာအောင်ခွေမင်းကလည်းဘရင်ထံသွားပြီးနန်းပြင်ကခွေးတွေစားတာမဟုတ်နိုင်ကြောင်းနန်းတွင်ကခွေးတွေစားတာသာဖြစ်နိုင်ကြောင်းနေစာမြက်ကိုထောင်းပြီးတော့ရက်တဲ့ရင်နဲ့ရောတိုက်လိုက်ရင် စားထားတဲ့တရေဘက်တွေပြန်အန်ထွက်နိုင်ကြောင်းဘရင်ကိုတရဦးတင်ပါတယ်။အဲ့ဒီအခါမှာဘရင်ကလည်းပြောတဲ့အတိုင်းလုပ်လိုက်တဲ့အခါမှာနန်းတွင်ကခွေးတွေရဲ့ပါဇက်သေးကတရေဘက်တွေပြန်ပြီးအန်ထွက်လာပါတယ်။အဲ့ဒီအခါမှာခွေးအပေါင်းတို့ဟာလည်းပဲ တေဘေးကလွတ်မြောက်သွားပါတယ်။ဤဖြစ်ရက်ကိုထောက်ဆသောအားဖြင့်ဖယားအလောင်းသည် ခွေးဘဝကိုကျင်လည်ခဲ့ဘူးတယ်ဆိုတာမှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖယားမိတွေးကိုတိုက်ရင် ပင်စာနန္တရိယကံထိုက်ပါသလားတဲ့။ဘာလို့တတ်မှာလဲဟင်။မိတွေးနဲ့မတည့်လို့လားဟလား။မတတ်ပါနဲ့နော်ပိသာနန္တရိယကံ၅ပါးရှိပါတယ် ပိသာနန္တရိယကံ၅ပါးကဘာတွေလဲဆိုရင်၁ဖျားကိုသွေးစိမ့်တည်အောင်ပြုခြင်း၂ယဟန္တာကိုတတ်ခြင်း၃တန်ဃာကိုအသိမ့်ခွဲခြင်း၄အမိကိုတတ်ခြင်း၅အဖကိုတတ်ခြင်းတို့ဖြစ်ပါတယ်။ဖော်ပြပါပိသာနန္တရိယကံ၅ပါးထဲမှာမိထွေးမပါတဲ့အတွက်မိထွေးကိုတတ်လို့ပိသာနန္တရိယကံမထိုက်နိုင်ပါဘူး။သို့တော်လည်းပဲ သူတော်ဘာအသက်ကိုတပ်ဖြတ်ခြင်းဟာဖရာအစရှိတဲ့အရိယာသူတော်ကောင်းတွေမကြိုက်တဲ့အလုပ်ဖြစ်တာကြောင့်ဘယ်တတဝါရဲ့အသက်ကိုမှမတတ်ပါနဲ့နော်မိမိတက်လိုက်တဲ့ပုဂ္ဂိုလ်တယောက်ဟာတီလာရှိတဲ့သူဖြစ်နေမယ်ဆိုရင်တီလာရှိရင်ရှိသလောက်မိမိမှာမကောင်းကျိုးခံစားရတတ်ပါတယ်ဒါကြောင့်ဘယ်တတဝါကိုမှမတတ်ပါနဲ့နော်အရှင်ဖရာကိုထက်အသက်ငယ်တဲ့ ချစ်သူကောင်းမလေးကိုစိတ်တူရင်ဆဲမိပါတယ်ဖရအပြစ်ရှိပါသလားဖြေပေးပါနော်တဲ့ဖြေပေးရမှာပေါ့အကုသူဒုသရိုက်၁၀ပါးထဲမှာဝစီဒုသရိုက်၄ပါးဆိုတာရှိပါတယ်အဲ့ဒီဝစီဒုသရိုက်၄ပါးကဘာတွေလဲဆိုရင်၁မုတာဝါဒမဟုတ်မမှန်သောစကားကိုပြောဆိုခြင်း၂ပိသုနာဝါစာဂုံးတိုက်သောစကားကိုပြောဆိုခြင်း၃ဖရုဒ္ဒဝါစာကြံတန်းသောစကားကိုပြောဆိုခြင်း လေတန်ဖတ်ပလာပဝါစာပိန်ဖြင်းသောစကားကိုပြောဆိုခြင်းတို့ဖြစ်ပါတယ်။ခေါ်ပြပါ ဝစီဒုသရိုက်၄ပါးထဲမှာပရုဒ္ဒဝါစာကြံတန်းသောစကားကိုပြောဆိုခြင်းဆိုတဲ့အချက်ပါတာကြောင့်မိမိထက်အသက်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေဆဲဆိုမိမယ်ဆိုရင်ဝစီဒုသရိုက်အယအကုသို့ဖြစ်တာကြောင့်အပြည့်ဖြစ်တယ်လို့မှတ်သားထားရပါမယ်။